မင်္ဂလာပါရှင်ရှမ်းကုံမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဟိုပုံမျိုးရှိတက်မတော်ကွန်ပျူတာနည်းနည်းပညာသိပ္ပံကျောင်းနိုင်ခြင်းပါသည်ပြည်သူ့စမှုထမ်းတင်နန်းအမတ်စဉ်၁၇မြန်ဆောင်၂၀25တင်နန်းဖွံ့ဖွဲ့သောတက်ရောက်တဲ့တည်တင်းကိုတက်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်းအောင်ချုပ်ခွင့်ရဒေသဟိုပုံမျိုးရှိတက်မတော်ကွန်ပျူတာနည်းနည်းပညာသိပ္ပံကျောင်းစစ်ရေးပြကွင်း၌ယနေ့နံနက်၈နာရီကပြည်သူ့စမှုထမ်းတင်နန်းအမတ်စဉ်၁၇မြန်ဆောင်၂၀25တင်နန်းဖွံ့ဖွဲ့ခြင်းပါရရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင် တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကြောင့်မှအကြောင်းအုပ်ကြီးဘိုးမူချုပ်တန်ထင်ဆိုပြည်နယ်လုံးချုပ်ရင်းနေတဲ့အရာဝန်ကြီးပိုးကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များစစ်ဘက်နေဘက်အရာရှိကြီးများဌာနဆိုင်ရာများစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဦးစွာပြည်သူစစ်မှုထမ်းတင်နန်းသားများကနိုင်ငံတော်အလံနဲ့တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကြောင့်မှအကြောင်းအုပ်ကြီးတို့ကအလေးပြုကြပြီးတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကြောင့် င်းကျောင်းဦးကြီးဘိုးမှုချုပ်တန်ထင်ဆိုကအဖွင့်မိန်ခွန်ပြောကြားခဲ့ပါတယ်။ဆက်လက်၍ဘရင်နောင်ခမ်းမ၌ပြုလုပ်သည့်အခမ်းအနားဒုတိယပိုင်းတွင်ပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကနိုင်ငံသားတိုင်းတွင်နိုင်ငံတော်ကာကွယ်ရေးအတွက်တာဝန်ရှိပါကြောင်းပြည်သူစစ်မှုထမ်းအဖြစ်စင်ခေါ်ခံရသောနိုင်ငံသားတိုင်းတွင်တင်းရှောင်မှုပြုပါကဥပဒေအရအေးအေးယူခွင့်ရှိပါကြောင်းစက်တင်ဘာ2025တန်တန်းတွင်တက်ရောက်ကြသည့်တန်တန်းသားများကိုဂုဏ်ယူပါကြောင်းတန်တန်းကပို့ချပေးမည့်ပညာရပ်များကိုလေ့လာမှတ်သားသင်ယူကြရန်ပြောကြားခဲ့ပါသည် ယ်။အဲဒီနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ကပြည်သူ့စုမှုထမ်းတင်နန်းမဆင်စက်တင်ဘာ2025တင်နန်းအတွက်ဂုံပြုချီမြင့်ငွေများကိုပေးအပ်ရာတက်မတော်ကွန်ပျူတာနှင့်ဤပညာသိပ္ပံကြောင့်ကျောင်းအုပ်ကြီးကလက်ခံရယူပြီးပြည်သူ့စုမှုထမ်းတင်နန်းသားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပါတယ်။အဆိုပါပြည်သူ့စုမှုထမ်းတင်နန်းမဆင်စက်တင်ဘာ2025တို့နေပြည်တော်ကောင်စီနယ်မြေနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာတင်နန်းသား462ဦးတက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်။